မကမွေးကအုံနှုတ်ခေါက်ဆွဲရွှေတောင်ခေါက်ဆွဲနန်းကြီးသုံးနန်းပြားသုံးခေါက်ဆွဲသုံး6မျိုးရှိတယ်ပေါ့နော်အဲ့ဒါတော့မွေးကဆိုလဲအကြော်နဲ့တပွဲကို၄တောင်အတုံးလည်း၄တောင်ပဲရွှေတောင်ခေါက်ဆွဲလည်း၄တောင်ပဲအုံနှုတ်အကုန်လုံး၄တောင်ကြီးပဲဒီမှာ အဲ့ဒါနေမှာကိုက topping ကိုထားပါတော့ open ဥထက်ထည့်ခြင်းနဲ့အကျော်နောက်တစ်မျိုးထက်ထည့်ခြင်းနဲ့ဆိုတော့ plus ပေါ့နော် plus ထပ်ပါသွားတာပေါ့ order ကတော့အမနှစ်ရက်လောက်တော့ကြိုပြောပေးစီစဉ်တယ်ပေါ့နော် order များရင်များတယ်လို့မျိုးအမတို့ကဒီငါးတွေကိုစီတက်ထားရတာမျိုးရှိတဲ့ခါကျတော့ order ကတော့အမနှစ်ရက်လောက်ကြိုပြောရင်အဆင်ပြေတယ်ပြီးတော့ order ကအချိန်30ဟို9တိန် အချိတ်30ကို5အသိပြီးတော့ပွဲ150ပေးပါတယ်ညီမလေးဟုတ်ဟုတ်အကျော်နဲ့ပွဲ150ပေးရပါတော့နော်ဟုတ်ဟုတ်ဇန်နဲ့ဟာလည်းရတယ်နော်ဇန်နဲ့ဟာလည်းရတယ်အုံလုံးခောက်ဆွဲရှစ်တောင်ခောက်ဆွဲတဲ့5အသိမဲ့အကုန်လုံးပွဲ150ပေးတယ်အမနာမည်ကတော့မအီဖြိုးပါရှင့်အမဆက်ဆက်ချင်းကိုဗစ်ကာလမှာအမတို့ကငကိုတို့ကမှစတိုးဆိုင်ဖွင့်တာပေါ့နော်စတိုးဆိုင်ဖွင့်တော့စတိုးဆိုင်ခဏပိတ်ထားတဲ့အချိန်မှာအမ ဟိုအိမ်မှာမွေးငါချက်စားရင်းနဲ့ပေါ့နော်ဟိုဒီ idea လေးကိုရခဲ့တာပါဒီမှာလေးအစရချင်း online ပေါ်မှာ order ရင်ကောက်တယ်ကောက်ပြီးတော့မှအမပွဲတွေကိုဟို live ပို့ပေးတယ်ပေါ့နော် live ပို့ပေးတယ်အဲ့ဒါနေတစင်မှအမကဒီ2023မှာဒီ IBC ကျောင်းဝင်းထဲမှာစပြီးတော့ဆိုင်ရေးစောက်ခွင့်ဖြစ်ပါတယ် အမ်ဘီစီကပထမဆုံးစာဖွင့်နေဆိုင်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဒါဒုတိယမြောက်ဆိုင်ပါရှင့်ဟုတ်ကဲ့ပါအမလေးဆက်ဆက်ချင်းရောင်းတဲ့အချိန်တော့အမမှာပထမဆုံးဖြစ်တဲ့စိတ်ကအမတို့ချက်စားတဲ့ဒီမိုဟင်ကားကိုအိမ်ချက်မိုဟင်ကားလေးကိုကျွေးကျင်တဲ့စိတ်လေးနဲ့အမစခဲ့တာပေါ့နော် ဒီအမြတ်ရခြင်းမရခြင်းကိုအမခေါင်းထဲမှာတိတ်မရှိဘူးတပွဲ၃ပွဲ၁၁ကိုမှ9000နဲ့ဆက်ရောက်ခဲ့တာအမ၃ပွဲ၁၁ကို9000နဲ့ဆက်ရောက်ခဲ့တာပေါ့နော်အဲ့မှာလည်းတော်တော်လေးရောင်းရတယ်ရောင်းရပြီးတော့ဟိုတဖြည်းဖြည်းနဲ့ပေါ့နော်ဟိုအပြစ်မှာဟိုစားကျင်တယ်ကြိုက်တဲ့အချိန်စားကျင်တာပေါ့နော်အမတို့က order ကောက်ပြီးရောင်းတဲ့ခါကျတော့တပတ်ကို2ရက် အဲ့လိုမျိုးအမားတို့ရောင်းတဲ့အချိန်ပဲဟိုစားလို့ရတာပေါ့နော် customer တွေကအဲ့ခါကျတော့တို့ကဆိုင်လေးဖွင့်ပါလားတို့အချိန်မရွေးလားစားလို့ရအောင်ပေါ့နော်ဆိုပြီးတော့ကန်လန်းတယ်ကန်လန်းတဲ့အချိန်မှာအမကလည်းဟိုခလေးတွေကြောင်းဖို့ကြောင်းကြိုလုပ်ရင်းနဲ့အဲကြောင်းမှာဆိုင်ကန်လေးတွေဟိုငှားတယ်ဆိုတဲ့ခါကျတော့အမကလည်းအဲ့ဒါလေးကိုစပြီးတော့ joy ကိုဆိုင်ကန်ငှားပြီးတော့အမစပြီးတော့ဖွင့်ပြခဲ့တာပါဆက်ဆက်ချင်းအမတို့အိမ်မှာလေးငကိုတွေကစချက်ထဲရငကူငကြီးမှမဟုတ်ရင်အမတို့ကမစားအောင် အိမ်မှာငကိုရေရပေါ့နော်အမေကလည်းဟင်းချက်လက်ရကောင်းတယ်အမကလည်းဟင်းချက်တာဝတနာပါတယ်အခါကျတော့အမေချက်လို့ရှိရင်ကိုကဝိုင်းကူလုပ်တယ်အခါကျတော့ဒီချက်နီးတွေကိုကကျွမ်းဝင်တာပေါ့နော်ဟိုတိနေတာပေါ့ အာတကယ်လုပ်ငန်းဆောက်လုပ်မဲ့အချိန်ကြတော့ညီမအမတို့ကဒီအိမ်ချက်အချိုးအိမ်ချက်ပုံစံတိုင်းအမတို့ကလုံးလုံးမရတော့ဘူးတကယ်အချိုးအစားမှန်မှန်ကန်ကန်နဲ့ဟိုအိုးတကယ်လို့ပေါ့နော်အချိန်အများကြီးချက်မယ်ဆိုလို့ရှိရင်လည်းအချိုးအစားမှန်မှန်ကန်ကန်နဲ့ဟိုချက်မှသူက quality ကမလျော့မှာကောင်းတာပေါ့နော်အဲအခါကျတော့အမတို့ကပြန်ပြီးတော့ဒီနီးတွေကိုပေါ့နော်ဟိုကိုယ့်ရဲ့အိမ်ချက်ပုံစံမျိုးမဟုတ်ဘဲနဲ့အိမ်ချက်လက်ရအောင်မှာ ဟိုဟိုဘယ်လိုပြောလဲအိုးကြီးချက်တဲ့ပုံစံမျိုးကိုအမား တို့ကပြန်ပြီးတော့ formula တွေထုတ်ကြတာပေါ့နော်အဲအခါကျတော့အမေကအချိုးစားဟိုဘလောက်သားဘလောက်သားထည့်ရမယ်ဆိုတာကအစအမားတို့ကဟို detail ပေါ့နော် detail လုပ်တယ်ပြီးတော့အမားတို့ရဲ့တကယ်ရှိရွယ်ချက်ဟင်းရေကောင်းချင်းကငါ့ကိုအဓိကထားပြီးတော့အမားတို့ကငါ့ကိုအများကြီးထည့်သုံးထားတယ် ီးတော့နောက်ပြီးတော့အဲ့ငါစီတက်တဲ့ခါကြလို့ရှင်လဲမတော့ဒီဂျင်းနေဇပလင်နေတက်တွန်ဖြူတွေလဲကိုယ်တိုင်းကြိတ်တယ်ကိုယ်တိုင်းစီတက်တယ်စီတက်ပြီးတော့မှအမားတို့ကသုံးတာပေါ့နော်သုံးတဲ့ခါကြတော့ဒီဟင်း quality ကအရန်ပိုကောင်းတာပေါ့အဓိကကတော့ဒီငခုငကြီးကိုပဲအမားတို့ကသုံးပြတာပေါ့နော်တခြားငါးကိုလုံးဝမသုံးဘူးမှာပါလေဟုတ်ဟုတ်ငါပိတာဆောက်ရောင်းတော့ကလည်းအမားဆက်ဆက်ဖွင့်တဲ့အချိန်ကကြာနွေရည်တောင်းပိရဖြစ်နေတဲ့ခါကြတော့တနေ့ကိုပွဲ20တောင်မရရဘူးအဲ့ဆိုအမားချက်ထားတာပွဲ80လောက်ချက်ထားတယ် ပွဲ20တောင်မြောက်ဆိုတော့ကိုကတော့လေဟိုဟိုပင်မန်းတာပေါ့နော်ပင်မန်းတဲ့ခါကျတော့လေဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒီမိုဟင်းကားကိုဘယ်နှပွဲပဲရောင်းရရောင်းရဆက်လုံမဲဆိုတဲ့စိတ်နဲ့အမကဒါအောင်ဇွဲရှိရှိနဲ့ဒါလုပ်ခဲ့တာပေါ့နော်အမေကလည်းဆက်ဆချင်းဆက်လုပ်သေးကဟိုဘယ်လိုမလဲဒီလုပ်ငန်းကအရန်ဟိုကြဲ့ပြန့်တယ်ဒီစားတောက်ကုန်လုပ်ငန်းကတကယ်ဇွဲရှိတော့မှဒါကလုပ်တဲ့နဲ့အလုပ်ပေါ့နော်ပါဆိုတော့အခုချက်ချင်းအမတို့က popular ဖြစ်တဲ့အစားအသောက်ကိုရောင်းတာမဟုတ်ဘူးမြန်မာ traditional food ကိုရောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမတို့က အဲနာမည်ရလာအောင်ကိုယ့်ရဲ့အရာတာကိုသိလာအောင်ဟိုအများကြီးအချိန်ဆောင်ဖို့လိုတာပေါ့နော်အဲအချိန်ဆောင်ဖို့လိုရဆိုမှအမကလေးအမေကိုပြောတာပေါ့နော်မဟုတ်ဘူးမမေးရဲ့မိုဟင်းကားကိုဒါရောင်းလိုက်လို့ရှိရင်တကယ်ရောင်းရမှာတကယ်လေးရောင်းရမယ်စားသုံးသူတွေကလည်းအရန်ကြိုက်မှာအဲ့ဒါတော့ယုံကြည်တယ်ဆိုပြီးတော့ရတယ်လုံမယ်ဆိုပြီးတော့ကဲအဆောလဲလုံချင်လဲလုံပေါ့နော်ဆိုတော့အမလည်းအဲ့လိုနဲ့စပြီးလုံဖြစ်ခဲ့တယ်အခက်ခဲတွေကတော့အများကြီးပဲအမအဟင်းမဲချက်တက်တာစားပြီးအပိုင်းတော့အမမကြွမ်းကျင်ဘူး မကြမ်းကျင်တဲ့ခါကျတော့တကယ် customer service နဲ့ထိတွေ့ရတဲ့ခါကျတော့အမအခက်ခဲတွေအများကြီးကြုံခဲ့တယ်ဒီဝန်ထမ်းတွေရလည်းဝန်ထမ်းတွေကိုတင်ပေးရတဲ့အခါကျလို့ရှိရင်ကိုကိုတိုင်းအရင်တက်ကြွတော့မှတင်တာအဆင်ပြေတာပေါ့နော်ကိုကလည်းစံတဝါဝါဝန်ထမ်းတွေကလည်းစံတဝါဆိုအဆင်မပြေဘူးအခါကျတော့ကိုကနောက်ပိုင်းပေါ့ဒီဟာကိုတစ်နှစ်အဲဟုတ်တယ်ဖွင့်ပြီးတော့တစ်နှစ်နေတဲ့အချိန်ကျတော့မှမာဒီအိမ်မှာပဲဒါနောက်ထပ်တစ်ဆိုင်ထပ်ဖွင့်လိုက်တာပေါ့နော်အဲ့တော့အမတို့ကဟိုဒီလုပ်ငန်းစပြီးတော့လေပတ်တာတစ်နှစ်ရှိပါပြီ နည်းနည်းရှိပါပြီပေါ့နည်းနည်းနည်းရဲ့အတွေ့အကြုံကတော့အများကြီးတော့ရှိလာပြီပေါ့နော်တဖြည်းဖြည်းနဲ့တော့ဒီထက်ပိုကောင်းအောင်တော့အမအလုပ်ဖို့တော့အများကြီးရည်ရွယ်ချက်ထားတယ်ဟိုရန်ကုန်မြို့တွင်းရလူတွေလည်းဝယ်တယ်အဲ့ဆိုတော့အချိန်မီရွေးပေါ့နော်စားခြင်းတဲ့အချိန်လေးမှာတို့အချိန်မီရွေးချထချက်စားရင်လည်းအဆင်ပြေတယ်ဆိုပြီးတော့အဲ့ဒါလည်းအားပေးတယ်ပြီးတော့တို့ကနေတဆင်မိတ်ဆွေတွေကိုလက်ဆောင်နေပေးတာလက်ဆောင်ပေးတဲ့ခါကျတော့တဖြည်းဖြည်းနဲ့ overseas ကိုဘယ်လိုရောက်သွားမှန်းမသိဘူးရောက်သွားတာအမဆဆချင်းထုံတော့အမ overseas ကိုမရောက်နိုင်သေးဘူးပေါ့နော်ဒီပြည်တွင်းမှာပဲ နေတွေကနေပြီးတော့စားလို့ရအောင်မအထုတ်လိုက်တဲ့ပုံစံမျိုးပေါ့တကယ်အထုတ်100တောင်မြောင်းရတဲ့အခြေအနေကနေပါမတလအထုတ်3000လောက်ရောင်းရတယ်ပြီးတော့နေတိုင်းအမတနေ့ကိုအထုတ်200တက်မှတ်ထားတယ်အမ200ထပ်ပုံမထုတ်ဘူး quality ကိုအမကအများကြီးထုတ်ရင် quality ရော့သွားမှာဆိုလို့မနိုင်မနှင်းဖြစ်မှာဆိုလို့အမတလျက်ကိုအထုတ်နေရအနေတိုင်းထုတ်တယ်အမကမွေးငါအုံနှုတ်ခေါက်ဆွဲရွှေတောင်ခေါက်ဆွဲနန်းကြီးတုံးနန်းပြားတုံးခေါက်ဆွဲတုံး6မျိုးရှိတယ်ပေါ့နော်အဲ့ဒါတော့မွေးငါဆိုတဲ့အကြော်နဲ့တပွဲကို၄တောင် ်အတုပ်လည်း၄တောင်ပဲရွှေတောင်ခေါက်ဆွဲလည်း၄တောင်ပဲအုံလုံးအကုန်လုံး၄တောင်ကြီးပဲညီမလေးအဲ့ဒါနေမှာကိုက topping ကိုထားပါတော့ overall ထပ်ထည့်ခြင်းနဲ့အကျော်နောက်တစ်မျိုးထပ်ထည့်ခြင်းနဲ့ဆိုတော့ plus ပေါ့နော် plus ထပ်ပေါင်းရတာပေါ့ဒီမှာဒီအနှစ်ထုပ်ကိုအနှစ်ထုပ်ကိုရောင်းနေပေါ့နော်ဒီအနှစ်ထုပ်ကသူကတစ်ထုပ်ကိုတထောင်ခွဲအဲသူကမိုးဟင်းကခုနှစ်ပွဲလောက်ရတယ်မိုးဖက်90သားအတွက်နဲ့တွဲစားရတာပေါ့နော်ဟိုမိုးဟင်းကခုနှစ်ပွဲလောက်ရပါတယ်ချက်စားမယ်ဆိုရင်ပေါ့နော်အမက ဟုတ်ကဲ့ဟိုတာရှိခန္ဓာကတော့ तू ကရေကတရခဲကဲနဲ့မှာဆိုလို့ရှိရင်3လလောက်ထားလို့ရတယ်အပြင်မှာဆိုရင်တော့10ရက်15ရက်လောက်ထားလို့ရပါတယ်ညီမအဲအထဲမှာပက်ကေ့ချင်းရလဲမအားတော့ဒီလိုမျိုးလေးထုတ်ထားတာပေါ့နော်အဲ့ခါကျတော့သူကလေစီလဲလုံးနဲ့အထဲမှာလေးစုံအိမ်နဲ့ထက်ထည့်ထားတဲ့အပြင်ကိုဒီဟာကထက်ပြီးတော့ဒီဟာထက်ထည့်ထားတဲ့ပုံစံမျိုးပေါ့နော်ဒီဒီတထုပ်ဝယ်ဝါလိုက်တာနဲ့မွေးငါးခွနပွဲကကောင်းကောင်းလေးစားလို့ရပါတယ်ဟုတ်ဟုတ် အော်ဒါကတော့အမ2ရက်လောက်တော့ကြုံပြောပေးစီစဉ်တယ်ပေါ့နော်အော်ဒါများရင်များတယ်လို့မျိုးအမတို့ကဒီငားတွေကိုစီတက်ထားရတာမျိုးတွေရှိတဲ့ခါကျတော့အော်ဒါကတော့အမ2ရက်လောက်ကြုံပြောရင်အဆင်ပြေတယ်ပြီးတော့အော်ဒါကအချိန်30ဝန်းငားတဲ့အချိန်30ဝန်းငားတဲ့ပြီးတော့ပွဲ150ပေးပါတယ်ညီမလေးဟုတ်ဟုတ်အကျော်နဲ့ပွဲ150ပေးရပါတော့နော်ဟုတ်ဟုတ်ကျန်တဲ့ဟာတွေလည်းရတယ်နော်ကျန်တဲ့ဟာတွေရတယ်အုံလုံးခောက်ဆွဲရှစ်တောင်ခောက်ဆွဲလဲငားသိမ့်မယ်အကုန်လုံးပွဲ150ပေးတယ် အဲအခုလက်ရှိကတော့ညီမကဆိုင်ကွဲနှစ်ခုရှိရပေါ့နော်ဆိုင်ကွဲနှစ်ခုရှိတာက IPC ဆိုင်ကကြတော့ဒီ၄တောင်ငံလမ်းမကြီးပေါ်ကဒီမှာ sport hotel ဝင်းထဲမှာရှိပါတယ်ဒီမြစ်တန်ညွန်ဆိုင်ကတော့ဒီတောင်မေမြို့နယ်မြစ်တန်ညွန်ဘူတာတန်လန်းအကျော်ဆက်မှုနှစ်လမ်းထိပ်မှာရှိပါတယ်ဟိုဒီဆက်မှုတော်ညွန်မွေးကနှစ်ထုပ်ကိုအမြဲတမ်းအပေးရဲ့ customer တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ဆိုင်ကွဲနှစ်ဆိုင်လုံးကိုလာရောက်ပြီးတော့စားတောက်ဖို့လည်းဖိတ်ခေါ်ကြပါတယ်ရှင်